ဲတော့စပေးပါတော့ပေါ့နော်ကျွန်တော်ကဝိဇ္ဇာပစ္စည်းအသင်္ခါရပေါ့ဒီအမှန်မသိတဲ့မောဟတွေကြောင့်နော်အဲကုသိုလ်တွေလည်းလည်းလို့အကုသိုလ်တွေလည်းဖြစ်နေတယ်ဟုတ်လားအတားတည်းကအဲကျွန်တော်ကလကနာဟိုနောက်ပိုင်းပြောပြတတ်လေးရှိပါတယ်ဒါလေးအလွန်စိတ်ဝင်ကျွန်တော်တို့ကနည်းနည်းလေးဟိုပီတန်ရှင်ဘောက အဲကုနေဖက်တဲ့နိုင်တော့လေပို့ပြီးတော့မဆိုင်တယ်ဘောနော်အဲတန်နေကုနေမဖက်တဲ့ဘူးဆိုရင်ကျွန်တော်တို့ကခက်ခဲပေါ့လေအဲသဘောထက်တဲ့ပေါ့နော်ဒါဒီဘယ်နည်းရှိတယ်အဲ့ဒါလေးကဒါလေးကနားနားဘာလို့ပြောရတော့ဒီနေရာပဲရှိတယ်တရားကကျွန်တော်တို့ကကျွန်တော်တို့ဒီမှာပေါ့နော်အဲဒီအတိတ်ပဲကြီးပြီပေါ့တရားတည်းသူထိုင်ခဲ့ရင်စဉ်းစားတတ်တယ်ပေါ့အဲ့တော့သူကဘာပြောလဲဆိုတော့ ဆရာရဲ့ကျွန်တော်တို့ပုသူလုပ်တာကမနေ့ဘုရားရှိခိုးတာကျူတာတန်းတန်းလျက်ခဏရဲတဲ့တရားလေးအထုတ်တဲ့ခဏပဲလေ။ဉာဏ်နဲ့ချိန်ကျတော့ဆရာဟိုပြောဒီပြောနဲ့လောဘဒေါသမောဟတွေပဲစုနေသလားမသိဘူး။အသက်ချိန်ကြီးလေလောဘဒေါသမောဟတွေအကုသိုလ်တွေများလေပေါ့နော်။သူ့ဘဝကိုသူနည်းနည်းတန်ဖျားဖြစ်သွားတာပေါ့။အသက်ကြီးလေအကုသိုလ်များမနဲ့အကုသိုလ်တွေများစုနေသလားဆိုတော့ဒီညာတစ်ခုကသူရှင်းလို့မရဘူး။ ြဿနာတစ်ခုကိုစဉ်းစားမိတယ်။အဲ့တော့ကျွန်တော်နဲ့တွေ့တဲ့အခါကျတော့ကျွန်တော်ဘာပြောလိုက်လဲဆိုတော့ဘောပါဘူးလို့ကုသိုလ်တွေလုပ်ပြီးနဲ့ကုသိုလ်မှမသိတာပါလို့အဲ့တော့အဲ့ဒီတိုင်း coffee တက်ရတာ everywhere လေကုသိုလ်ရတဲ့ဒီကတော့မတင်ပါဘူးတဲ့အဲ့တော့မှကျွန်တော်ကဒီရန်လေးပြောပြတယ်ပေါ့နော်အဲ့ဒါလာလို့တော့ပြတဲ့ကုသိုလ်ရတဲ့သိစိတ်တွေမှာမပေါ်လို့ဘူးပေါ့ ဒါပေမဲ့မြတ်စွာဘုရားကိုဒီ coffee လေးနဲ့ကြက်ရောစိတ်ထဲမှာကိုယ်ကိုရခဲ့လို့ခံစားလို့ရတယ်။အဲ့ဒါတော့ဘုရားမဟုတ်ဘယ်နဲ့သိတာပဲဘုရားတို့ဒီကုသိုလ်ရမယ်ပေါ့နော်။အဲတမန်လူဆိုကုသိုလ်မရဘူးတဲ့ဘုရားမဟုတ်ဘယ်နဲ့သိတယ်ပေါ့နော်။ဘုရားပွင့်မှကျွန်တော်ဘာသိသွားတာလဲဆိုတော့ဘူး coffee တိုက်တာလဲစိတ်။ဘုရားကိုစွန့်တော့ကတ်တာလဲစိတ်။ ီစေနာနှစ်ခုကကောင်းတဲ့စေညာဖြစ်တဲ့အတွက်ဘာဖြစ်လဲကုသိုလ်ဖြစ်တယ်။ဒါကတရားပွင့်ပါတယ်။အဲ့ဒါလေးကိုပြန်ပြောမယ်ဆိုရင်ကျွန်တော်အောက်သားနဲ့အင်းသားပွားနေတယ်။ကျွန်တော်အောက်သားလေးမြည်ကြည့်။အောက်သားက price price တော့ပွားတာပေါ့လေ။ဒီလိုကြီးတဲ့ coffee တိုက်တာနဲ့ဘုရားကို coffee ကတ်တာနဲ့ကုသိုလ်ရရင်တောင်မှဟမ်ဟိုဘုရားကိုကတ်တဲ့ကုသိုလ်ကများမယ်ဒီလိုပြွေး တိုက်တဲ့ကုသိုလ်ကနည်းမယ်ပေါ့နော်ဒါကလို price သဘောမျိုးကျွန်တော်စဉ်းစားရတာပေါ့ဒါပေမဲ့ဖျားပွင့်လာတဲ့အခါကျတော့ဘာသိလဲဆိုတော့ကျွန်တော်တို့ရဲ့အင်းအင်းနာပေါ့နော်တွင်းနေရှိတော့ကစိတ်ရှိတော့ကကြည့်တဲ့အခါကျတော့ဘာသိလာတယ်ဆိုတော့ဘူးမို့ copy တိုက်တာလေစေတနာညာကို copy ကတ်တာလေစေတနာဒီစေတနာ dimension ကကြည့်ရတဲ့အခါကျတော့အတူတူလို့သွားနေတယ် အဲ့တော့ dimension ပြောင်းကြည့်ကျွန်တော်ကဒါကိုစ dimension ဆိုတဲ့စကားလုံးကြီးစသုံးတယ်အဲ့တော့ဒီစေနာ dimension ကကြည့်ရင်အတူတူပဲ new coffee တိုက်လဲစေနာပဲမြတ်စွာဘုရားကို copy ကတ်လဲစေနာပဲ query ကြည့်တယ်စေနာပဲဆိုတော့အစေနာဆိုရင်သူကခွဲခြားမှု discrimination မရှိတော့ဘူးဘုဘကလူတို့ဖျားတို့ခွေးတို့ဆိုပါရှိတယ် discrimination ရှိခွဲခြားတဲ့အမြင်ရှိဒီခွဲခြားတဲ့အမြင်ပြဿနာအလုံးကိုကျွန်တော်ရှုပ်ထွေးစေတယ်ဟုတ်လားပြဿနာအလုံးနောက်တရံတွေ IQ မြင့်တယ်ဒါကြောင့်မို့ဒီပြဿနာအလုံးက discrimination ကစတယ်ဆိုပြီးတော့အသားရောမခွဲခြားတဲ့လူမျိုးရေးမခွဲခြားတဲ့ကြားမှမခွဲခြားတဲ့ဆိုတော့ဒီအားတွေကိုသူတို့ကမခွဲခြားဘူးခွဲခြားမှဖြစ်မယ်ပတ်နစ်ပေါ့အပြစ်ပေးမယ်ဆိုတော့သူက solution ကဒီလိုဖြစ်ရှင်းနေတယ် ။ဒါဆိုအပြည့်ကြပညာအဲဆိုလို့ရှိရင်အပြည့်ပေးတယ်ဆိုတာကသီလ dimension ရတယ် level ကသီလ level ပဲရှိရနောက်တိုင်းကသူတို့ရဲ့ solution ရှင်းတာ။ဒါဆိုအပြည့်ကစေတနာဆိုတဲ့ဘက်ကကြည့်အတူတူပဲ discrete ရှိဖို့တော်တယ်။အဲ့ဒါကိုကျွန်တော်တို့ကသူတို့ရဲ့ punishment ကဘယ်ရလဲ။သီလသီလပြပေးမယ်သုဘေတံပြပေး။ဒီတိုင်းပဲသူတို့ကဒါပဲရှိတယ်။ဘုရားရဲ့ solution ပညာပြည့်ဉာဏ်နဲ့ တိလိုက်တာနဲ့ discrimination ကိုလုပ်เสียမလိုဘူးဆိုတာအတိတ်တခုရတာအဲ့တော့မှစေနာကြီးလို့ရှိရင်အတူတူပဲဆိုတာစကျွန်တော်သိကိုရင်ဘလောက်ဒီစေနာရဲ့တံမှုကဘလောက်ကြီးလဲအနောက်တန်းကောင်တဲ့ပုံမြင့်တယ်လေကျွန်တော်အဲ့လိုမခံစားဘူးအော်စေနာလေးကောင်းတာလေအင်းစေနာကုသိုလ်ရတာပဲဘာမှမထုံဘူးသူများလည်းမြင်ရတယ်သူနေမယ်နဲ့သူတို့ကဒီကလာနေလည်းနဲ့ဘုရားပညာနဲ့မှလည်း ဘယ်သူဒီတန်ဝဲဘယ်လောက်ကြီးရလဲကျွန်တော်တင်ပြနိုင်တယ်ဒါရီကျွန်တော်တင်ပြနိုင်တာ solution ကိုကျွန်တော်ဘယ်လိုရှင်းထုတ်တယ်ဘုရားရဲ့အစင်ကဘယ်လောက်ကြီးလဲဆိုတာကျွန်တော်ပြောတတ်တယ်ဒီစင်နာလေးကိုပဲ teaching စနစ်ကပြောင်းတော့ညာက west guy လို့တင်တယ်ဒါရီကျွန်တော်တို့ဒီလိုတင်တတ်တယ်ဒါကဒီတင်တတ်တဲ့အတွက်ကျွန်တော်သိတယ်ဒီတင်တတ်တဲ့ဟုတ်ကျွန်တော်တင်တာကတက်လို့လည်းပဲစက်ကူရောက်သွားဒီပညာရဲ့ပညာရဲ့နေနဲ့ကျွန်တော်သင်ပေးနိုင်တယ်ပေါ့နော်ဒီလိုအမျိုးတစ်ခု အဲ့တော့ဒီစေနာကျင့်အကုန်အတူတူပဲဆိုတော့သိတယ်နော်အဲ့တော့ဗာလိပြောချင်တာကအငယ်ကြီးအဲခုနကကော်ဖီတိုက်လေကုသိုလ်ရတယ်ရင်တိုက်ဘူးလားတိုက်ဘူးတော့ကုသိုလ်ရတယ်နေရာလေးဗာလိပြေးဘူးလားပြေးဘူးတယ်ဒီနေ့ကုသိုလ်ရတယ်ဟာအဲ့ဆိုရင်နဲ့ကျွန်တော်သမင်းဆိုင်ရင်တ िश ူးလေးတွေကိုငုံငွေရလိုက်ပဲကုသိုလ်ရတယ်ရတာပေါ့အဲ့ဟာဆိုတော့ကျွန်တော်ကုသိုလ်တွေအများကြီးပဲဟမ် ခုနကတော့အကုသိုလ်တွေစုနေလားထင်ရတယ်တဲ့အခုတော့ကုသိုလ်တွေအများကြီးပဲလို့လည်းသိပြီးတော့သာသမီတွေတော့ပေးရတယ်ပေးရတာပေါ့လေကုသိုလ်ရတဲ့တိမ်မောင်းဟုတ်တယ်သာသမီတွေပေးနေရခုတော့သာသမီတွေပေးရလဲဘယ်လိုပေးရစေတနာကပဲပေးတယ်ဆိုတော့ဘာဖြစ်လဲကုသိုလ်ဖြစ်တယ်အဲ့တော့သာသမီတွေပုံစံအခုတော့ကြီးတွေပါပေးနေရတော့ဖြစ်တယ်အဲ့ဒါကုသိုလ်တွေအများကြီးဖြစ်တယ်ပြောကြည့်နေတာဒီဘက်ကကျစေတနာဘက်ကကျ တရားကိုပြောကြည့်တယ်။ဒါဆိုသူ change ဆက်ဇာနဲ့တစ်ထိုင်နဲ့တွေ့လိုက်တယ်သူ change ဆက်ဆိုတယ်။ဘာလို့လဲကုသိုလ်အကုသိုလ်ဒီစေနာလေးနဲ့ပြောပြလိုက်တယ်ဇာ။အခုလဲတူပဲဘုရားကစတဲ့ဝေသားတွေကြည့်တယ်လို့ပြဿနာရှိတယ်ဇာတို့ကလည်းပြဿနာကဒါတွေကတွေးနေရတယ်ဖြစ်နေတယ်။အဲ့တော့ကျွန်တော်တို့ dimension နဲ့နဲ့ပြောင်းကြည့်ကြတယ်ဒီပြောတဲ့ငါ inner dimension ကိုဘက်ကစဉ်းစားအောင်လည်းပြောင်းတယ်။အဲ့ဒါလည်းကျွန်တော်တို့ကဘာသိထုတ်လဲဆိုတော့ င်တို့ဆရာတို့ကိုယ်ရှင်းတဲ့လာပေးတယ်ကျွန်တော်တို့ကပိုးတွေတက်နေရမဟုတ်ဘူးလားတဲ့ကျွန်တော်ကစင်းတွေပြီးရင်စင်းတွေတို့ပိုးတွေတက်တာမဟုတ်ဘူးလားတဲ့ဟာပိုးဘူးငါတို့ကအဲ့ဒီမှာပိုးတွေတေးပါစေတော့လို့ပြောရမလို့ညူနာကောင်းပါစေတော့ဆိုကျွန်တော်စေနာအရင်းကြီးဒီ dimension အရင်းကြီးရှင်တို့ကအဲ့တော့ကျွန်တော်လမ်းလျှောက်လဲအောက်မှာကျောက်နဲ့တက်နေတဲ့ဘိုးကောင်တွေတည်တာပါအဲ့မှာကျွန်တော်ကဘိုးကောင်တွေတည်ပါစေရောဆိုရယ်စေနာမဟုတ်ဘူးပြောကြည့်မယ်အဲ့အတွက်အကတ်တော့မဖြစ်ဘူးပြောကြည့်မယ် ။ဒီကမျက်စိမှပြင်ပြတာခက်တယ်။ logical thinking နဲ့တွားမလို့လည်းအဲ့ဒါ real နဲ့တွား logical thinking ကပြဿနာကြီးဖြုတ်သွင်းစစ်ကျွန်တော် logical area အဲ့တော့ logical ဘက်မှအခြေခံနဲ့အိန္ဒိယမှာခုချိန်လေးရှိရဲ့ဂျင်းဘွာရအဝေးစားမဝဘူးစိုင်းလည်းပြန်နေတယ်ဆိုလည်းနေပဲစားတယ်။ဘာဖြစ်လို့လဲအစွန်းရောက်တာလားအဝိစားဝင်အဝိစားပေါ်လောဘဖြစ်မှဆိုလို့ပကံခွေရောက်နေတဲ့ဆိုင်ပကံတွေကိုလောဘဖြစ်မှဆိုလို့ ဝယ်စားဝယ်လဲဝယ်စားလဲမွတ်တော့လောဘဖြစ်မှာဆိုလို့လောဘဖြစ်တော့တော့သိရနော်လောဘကိုအစွန်းရောက်သွားတာကိုပြောပြရင်လောဘစွန်းနေဟဲ့အဲ့တော့မကန်လဲမစားတော့ဘူးအဲ့တော့လမ်းလျှောက်ရင်လဲပိုးကောင်လေးတွေနေမှာမလို့ဆိုတော့တပြည့်စီလေးပါတယ်ကျွန်တော်အခုတော့ရက်တောင်ကိုပြင်နေတယ်နော်အဲ့ဒါလဲသွားတယ်ရေတောင်းရင်လဲကြိုတောက်တယ်ရေထဲပိုးကောင်ပါရင်တော်သေးရပါအသက်ရှူတာဘိုးပိုင်လို့မသိလို့ဘိုးပိုင်လို့တဲ့ပြက်တာလေးမြတ်ဘလို့ရှူအောင်လည်းမသိဘူးပြင်တယ် စမှုလို့ရောက်သွားတာလေတော်တော်ရှိတယ်ဒီနေ့မှာအခုချိန်ကြီးဘိုးကွယ်နေကြတာပဲသူကလည်းသူကပြောချင်တယ်ဒါတွေကနော်အဲ့တော့ဗာလိပြောချင်တာလဲတော့ဒီစေနာလေးတဘောတောင်မှမျက်စိမှပြိပြာမြင်နိုင်မှမမှုရင်အစွန်းရောက်သွားနိုင်တယ်ပေါ့နော်တရားလေးကိုဒီမှာဆရာဝန်ကလူနာတွေဘိုးတွေတည်ပါတယ်လို့ပြောလို့တော့လူနာကောင်းပါစေတော့ဆိုစင်အဲ့တော့ဒီချက်တဲ့ကံလေးဒီကျွန်တော်တို့က ရသော်ဗျာရှောင်ပိနေကျွန်တော်သုံးအတိတ်တော့မြင်သားကြားသားတိလာဒီအတွက်ဆက်တယ်ဆိုတော့ဟောရာတွေသွားမပင်နဲ့အဲ့တော့မြင်ရဟောရာတွေသွားတော့ဆက်တော့တော့ခုဟာမျိုးဖက်တကူဆိုတာပေါ့နော်ခုဒီတက်ကြတာပြတော့ဝင်လာတယ်လမ်းစဉ်ဝင်နေတော့ကြတယ်နည်းနည်းပြောကြည့်ကျွန်တော်နည်းနည်းပြောပြကျွန်တော်ကျွန်တော်ဒါဒါကကျွန်တော်ရဲ့ဟိုတွေ့ကြုံတွေဖြစ်တယ်ကျွန်တော်စိတ်ထဲကအကားလို့စိတ်ထဲမပေါ်ဘူး ဒါပရမတ်ဒီရှုထောင့်မှာနေနေကြဖြစ်နေတဲ့ခံရတော့ကျွန်တော်ကအသားကိုဘာလို့စားရလဲအသားစားတာရှာပေါ်မှာဒီနေ့ရွက်နဲ့အသားနဲ့မတူတာလေးတစ်ခုမတူအသားစားတော့လေးလေးပင်ပင်ရှိတယ်အဲ့တော့ကျွန်တော်တို့ကလူတွေရဲ့သဘောကလေးပင်တာကိုဆွဲပေးတယ်အရက်ဆိုလည်းတော့ပြင်းရင်ဆွဲလိုက်တယ်အစားတော့လည်းတွေပို့ရင်တော့မစတက်ဘူးလေးရင်တိုက်တယ်ရင်းဆိုလည်းပို့ဖို့တော့ဘယ်တော့ဖြစ်ဖြစ်ကြတယ် ဘာလို့လဲ။ဘာလို့လဲ။ဟာဆွဲလန်းစင်းနေလို့ကျွန်တော်စသိတယ်။အဲ့တော့အသားဆွဲတာပေါ့တော့ကြားတယ်ဗျ။လေးလာဆွဲတယ်ဟုတ်လား။သိတယ်။ပြောရတယ်။ဒီအသားစားတဲ့နမို့စကြောင်းမှမလေးလေးပင်ပင်နေ။အဲ့ဒီရန်တာကိုလိုချင်တယ်။အဲဒီလိုစသိတယ်။စိတ်ထဲမှာအသားလိုမခံစားဘူး။ပြောရတယ်။အဲ့ဒီကနေနောက်ကစင်နာလို့လေနောက်ကစင်နာလို့ခံစားပြောတယ်ကွာသူကစင်နာနဲ့ဆိုင်ပစ္စည်းတွေပေါ်မှာပဲကျွန်တော်ကအများကြီးကိုယ့်ရဲ့ dimension အဲ့ဘက်ပြောင်းနေလို့ပြောတယ်ကွာ နောက်ကြမှန်ကန်တဲ့အမြင်ပြုရတယ်။လောကီမှာစကောင်းတဲ့အောင်လူပေါင်းတာကိုကျွန်တော်စိတ်ပေါင်းတာလို့သိတယ်။လူတွေကမြင်နေရပေမဲ့တကယ်တည်းပေါင်းတာဘာလို့ပေါင်းတာစိတ်တည်တကယ်ပေါင်းတာပြောကြည့်လား။အဲ့တော့တကယ်တမ်းသိလာတဲ့ကစိတ်ဘက်ကဘူးအလင်းပေးစဉ်းစားတတ်တယ်။အဲ့တော့မှဒီစေနာတွေမြစ်တာတွေဒီ dimension ကိုကြည့်လာတယ် လူကိုကြည့်လူတွေရဲ့လောဘဒေါသပေါ်ပါပဲဒါအရင်ကလူမြင်တာကျွန်တော်ကလောဘဒေါသပေါ်တာမြင်တာမဟုတ်ဘူးဘုံရင်လူပဲပေါ်တာလောဘဒေါသပေါ်အောင်ဘုံမှာပေါ်မှလည်းမသိဘူးအဲ့တော့ dimension စတာ inner ဘက်ကိုစကြည့်တယ်ဒီမှာ outer ရဲ့အခြေအနေကျွန်တော်ကဒါကြ inner ကိုကြည့်နေပါပြီ inner နဲ့ outer ကိုကွာသူကစစ်စစ်သိနေတယ်ပြောတယ်မလားအာရုံကိုလည်းသိရတယ်စိတ်ကိုလည်းသိရတယ်အာရုံနဲ့စိတ်ရဲ့ကြောင့်ကျဆက်နွယ်မှုလည်းသိရတယ်သိရတာရည်တဲ့တယ်ကျွန်တော်က ဒါပေမဲ့ဒီအကြောင်းကျရုပ်တဲ့နဲ့အကြောင်းကျတဲ့ကြီးရဒါပဲရှိတယ်ဒီကောင်ကနိုင်နေသွားနိုင်သွားတာပြောချက်ဒါပေမဲ့တရားတွေကအဲ့လိုတင်းရတယ်လို့ပြီးတော့မထင်ဘူးပုံဖတ်ဆိုတော့တကိုးရှင်လို့ကြီးပြီးရင်အောင်းမိနေတယ်ဟမ်ပြောချက်ဒီကဒီနေရာလေးပဲကျွန်တော်ကကျွန်းကျွန်းကျင်ကျင်ပြီးအောင်အဲ့ကိုဖွားရတယ်ပြောချက်ဒီကကျွန်းကျင်အောင်လုပ်ရတယ်ပြောချက်ဒီဒါကြောင့်မလို့ကိုကစိတ်နဲ့နေတာလေနံပါတ်1ကဒီလိုတီးရတဲ့ ကူကတောက်ပြင်းနေတောက်ပြင်းနေစိတ်ကမတန်ဘူးပြင်းနေအကုသူတွေများလားဆိုတာအရင်ပေါ်မှာတောင်းတင်းနေတာပေါ့နော်ကိုကကြည်တာအဲ့ကျက်သားဝက်သားတွေတော်တော်ကြည်ပြီလို့အဲ့တော့တချို့ကတက်တက်လွတ်ဆိုင်တဲ့တချို့ကိုဘုံပြောင်းနေပါလေသားပါလားတက်တက်လွတ်သားတော့အဲ့တော့ကိုကအဲ့ဟာကအကောင်ပုံသားပြန်လုပ်နေဗျာငါပြန်နေတာသူတို့ကအကောင်ကြမ်းမှဆွဲတာတော့ပတ်ကောင်းတယ်တဲ့ကိုရလာတယ်ဆွဲတယ်အဲ့တော့ဒီကကအောက်သားကိုဆွဲတယ် အဲ့တော့ဒီဆွဲကိုကျွန်တော်အင်းသားကိုကျင့်ရင်းတဲ့အမှန်တရားတဲ့ကိုသိပြောစပြီးတော့ပြုတ်တယ်။အဲပြုတ်တော့ဘယ်ဘက်ကိုအားဆိုင်လဲ။အင်းသားဘက်ကိုဟိုပြောတိတက်လာနှလုံးသွင်းတာ။တန်ဖို့ price နဲ့ value ကို value တန်ဖို့ပို့ပြီးတယ်။ဒီတော့ price ကိုပဲကျွန်တော်သိခဲ့တာ။ value ကိုသိပြီးခဲ့။အဲ့တော့ value ကိုသိလိုက်တော့ price ကဒီကမကြတော့ဘူး။ value ဘက်ကိုပဲပို့ပြီးတော့ကျန်းရှင်းဖို့ပေးလာတယ်။ เนาะကျွန်တော်တို့ကဒီလိုလေးတွေပါအဲ့တော့ဂန်းဂန်လေးဟိုတမတိကဂျာမှုနာဝရှိရမယ်ဂျာမှုနာဝတာ theory လဲကျောလို့လည်းမဖြစ်ဘူးဒါပေမဲ့ကျွန်တော်အတွေ့အကြုံလေးတွေလည်းတုတ်ပြတယ်ကျွန်တော်ခံစားမှုဒီလောက်ဆိုတော့မစိုးဘူးကျွန်တော်ပြောတင်တယ်ဟဲ့ကျွန်တော်တန်းတိုင်းဒီလောက်ပဲကျွန်တော်အများကြီးတိုင်းတက်တာလည်းမဟုတ်အများကြီးထူးချွန်နေရလဲပုံမှန်ဒါပေမဲ့ဒီလောက်အသိဆိုရင်ဟိုတော်တော်လုံလောက်ပူတော်ပူသေးတယ်ကျွန်တော်ခံစားရတယ်နော်ဒါကြောင့်မလို့ ကျွန်တော်ဘာလို့အဓိကထားခင်လဲစေနာလေးကိုအဓိကထားစေနာကိုအင်းနဲ့တော့ inner side နဲ့ကြည့်တတ်တယ်ပြောချင်ပြပါဝယ်လေးအဲ့တော့ကျွန်တော်တို့ကအခုချတယ်ပေါ့နော်သမင်းစားရတယ်ကျွန်တော်အခုချတယ်ဆိုတော့၆တာဘာလို့၆တာလဲဆိုဒီကံချာကိုလုတ်ခဲ့တယ်မှန်တော့လူကြီးတွေကလောဘစုံခိုင်းတယ်ကောင်းတာလေးတွေကိုတက်အရင်မတည်းနဲ့ကြံတဲ့လူတွေကိုထည့်ပေးခိုင်းတယ်အဲ့မဲ့လောမဆုံးတယ်လို့မသိဘူးလေကျွန်တော်အခုချရမယ်အခုချရင်ငရေကြီးမယ်သမင်းပြုတ်မယ်ဆိုတော့ ကျွန်တော်အကြောင်းပြန်နဲ့၆ပြောလိုက်တယ်ကျွန်တော်ရဲ့ဒီချင်းကပြောချင်တာအာနာရှင်စနစ်လိုလဲသူက၆ပြောလိုက်အဲ့လိုပညာမလာတော့ကျွန်တော်ကအမှန်တော့ဘာလို့ခိုင်းတယ်လဲသဘောပေါက်တော့လောဘစွန့်ခိုင်းတယ်ကောင်းတာကိုကိုရင်စားပဲကောင်းတာလေးတွေပုံများကိုရင်ထက်ပြီးတော့ကြံတာကိုအဲဒါပဲလောဘစွန့်တဲ့အတိုင်းပဲရှင်းဒါပေမဲ့ကျွန်တော်အဲ့လိုမမြင်ခဲ့ဘူးပေါ့နော်ကျွန်တော်ကအဲ့တော့ဘာတူလဲ teaching system နေ အာနေဖြစ်ပညာတိုင်းပိုင်းရှင်းရနေပြီးချင်းမပေးနိုင်ခဲ့ပဲနဲ့တတ်တာရှိတော့ကပဲပြီးချင်းနေပေးခဲ့တာပေါ့နော်။ဒါဒီနှစ်ခုကိုကျွန်တော်ကတွေ့ရတယ်။တရားနဲ့ပညာမျှပါ balance ကျန်မလို့ဒီနားလည်သွားမှာပြုတ်နော်။ဟုတ်ပါပြီ။